အမလို့ဒီနေ့ဝမ်ဂျာချောင်းလို့ခေါ်တဲ့ကိုရီးယားပန်ကိတ်လေးတစ်မျိုးကိုလှုပ်ရှားပါမယ်နော်။ပန်ကိတ်တွေကသူကအမျိုးမျိုးရှိရပေါ့နော်။အသီးရွက်နဲ့လှုပ်တာ၊ဆီးဖူးနဲ့လှုပ်တာ၊ဒါလေးကတော့အသားနဲ့လှုပ်တာလေးပါနော်။အမကတော့ဒီနေ့အမေသားချိတ်သားလေးကိုသုံးပါမယ်။အရင်ဆုံးသွေးပါးကြီးကြံနေထွက်သွားအောင်လို့ဆိုပြီးတော့ kitchen tower လေးနဲ့အောက်မှာခံပြီးတော့ခဏထထားပေးတယ်ပေါ့နော်။ ချိတ်ထားတဲ့အသားအပြင်နောက်ထပ်အရေးကြီးတဲ့ပအဝင်ပစ္စည်းတစ်ခုကတော့ပဲပြားပါအရင်ဆုံးပဲပြားလေးတွေကို kitchen tower ဒါမှမဟုတ်ရင်အဝတ်တန်တန်လေးတစ်ခုထဲမှာထည့်ပြီးတော့ရေလေးတွေကုံသွားအောင်ညှစ်ပေးမယ်ပေါ့နော်အဲ့ဒါပြီးရင်တော့အမျိုးအရသာလေးစနေပါမယ်ရှင်စလုံးကြီးကြီးတစ်လုံးထဲမှာကိုသုံးမဲ့အသားကိုထည့်ပါနော်အမဲသားဒါမှမဟုတ်ရင်ဝက်သားတို့ချက်သားတို့သုံးလည်းရပါတယ်ချက်သွုံမဲ့ရဲ့မုံလာဥနီရဲ့ချက်သွုံဖြူရဲ့ချက်သွုံနီရဲ့တို့ကိုလည်းနုံနုံဆင်ထားပြီးတော့ထည့်ပေးပါမယ်ရှင် ချက်ဥကိုလည်းနှလုံးလောက်ဖောက်ထည့်လိုက်ပါရနော်။ရတာအတွက်ကတော့စားရည်ပိငံပြားရည်အကြည်ရည်တကြားရည်ငူကောင်းလေးရည်ထည့်ပါရရှင်။နောက်ပြီးတော့အမ်နိုနှမ်းစီလေးလည်းထည့်ပေးပါမယ်နော်။နှမ်းစီကိုကိုရီးယားနှမ်းစီဒါမှမဟုတ်ရင်လည်း quality ကောင်းတဲ့ပေါ့နော်။တော်တော်လေးကိုမှုရဲ့နှမ်းစီအစ်စ်လေးကိုထည့်ပေးနိုင်ပို့ပြီးတော့ကောင်းပါရရှင်။နှမ်းစီလေးထည့်ပြီးတော့နေလိုက်တာနဲ့လေကြော်တော့မကြော်ရသေးဘူးအသားလေးကတော်တော်လေးကိုမှုင်းနေပြီပေါ့နော်။ အဲ့ဒါဒီအကုန်လုံးထည့်ပြီးသွားရင်တော့တေချာလေးတမသွားအောင်နေပေးလိုက်ပါမယ်ရှင်။ပဲပြားလေးတွေကအတုံးလေးဖြစ်နေရင်လည်းနည်းနည်းလေးလက်လေးနဲ့ခြေပြီးတော့နေပေးပါတော့။အသားလေးနေပေးသွားရင်တော့နောက်ထပ်ပကံတစ်ခုထဲမှာဂျုံမုံဒါမှမဟုတ်ရင်ကော်မုံထည့်ပါမယ်နော်။အငါနှမျိုးလုံးသုံးမှုပါတယ်။နှမျိုးလုံးနဲ့အဆင်ပြေပါတယ်ရှင်။ပြီးရင်ကတော့အရသာနေပြီးတော့နှက်ထားတဲ့အသားလေးတွေကိုဒီလိုမျိုးပုံလေးဖော်ပေးလိုက်ပါမယ်။အရင်အပြာအကြီးမလုပ်ပါနဲ့နော်။ကြော်တဲ့ချိန်ကျရင်အထက်ကမကျက်မှာဆိုလိုပါရှင်။ အမေသားပြားလေးကိုဂျုံမုံထည့်ထားတဲ့ပုခံထဲမှာထည့်ပြီးတော့ဟိုဘက်ဒီဘက်တိချာလေးလှိမ့်ပြီးတော့ဂျုံမုံလေးတွေကပ်ပေးလိုက်ပါမယ်။ဂျုံမုံလေးကပ်ပေးသွားရင်တော့စစ်နေတုံးတောင်မှမဟုတ်ရင်ပုခံပြားလေးထဲမှာဖြန့်ပြီးတော့ထည့်ထားပေးပါတော့။ဒါကတော့နောက်တစ်ခုအမလုံးပြနေရပါ။ဒီမဲသားပြားလေးတွေ ਆ လေထမင်းညိုက်နေပါတယ်ထဲ့သွားရင်လည်းအဆင်ပြေပေါ့နော်ပုံမှန်ကတော့ငါတို့ပိုလုတ်ထားတယ်ပြီးရင်တစ်ခွက်လောက်ကိုဖယ်ပြီးတော့ခဲထားတယ်ပေါ့နော်နောက်မှဖြည်းဖြည်းချင်းပြန်ပြီးတော့နှွေးစားပါတယ် ကယ်လို့မဲသားမစားဘူးဆိုရင်ကြက်သားတောင်မှဝက်သားနဲ့လည်းလုပ်လို့ရပါတယ်။တချို့ကိုရီးယားတွေကတော့အမဲသားနဲ့ဝက်သားနဲ့ကိုရောပြီးလုပ်တယ်လို့ပြောကြတယ်ပေါ့နော်။အံပောင်ပစ္စည်းတွေကိုလည်းထုံးစံနိုင် caption မှာလည်းရေးပေးထားပါမယ်နော်။အခုဆိုရင်တော့မဲသားပြားလေးလေးလောက်တာပြီးသွားပြီပေါ့နော်။အမလို့စပြီးတော့ကြော်ပါတော့မယ်ရှင်။ကျက်ဝူလေး၃လုံးကအလုံးလိုက်ထည့်ပြီးတော့နောက်ထပ်၃လုံးကိုတော့အနှစ်ပဲထည့်ပါမယ်။စုစုပေါင်း၆လုံးပေါ့နော်။ အမဲသားပြားလေးကိုအယောင်ဝဝလေးလိုချင်လို့ပေါ့နော်အဲ့လိုအယောင်လေးကအေးမကြည့်ဘူးဆိုရင်တော့ကြက်ကိုအလုံးလိုက်ထဲလဲရပါတယ်ဒီထက်တော့နည်းနည်းလျှော့ပြီးထဲပေါ့နော်စကြောတော့မယ်ဆိုရင်ဒဲဦးထဲမှာစီရီနည်းနည်းလေးပဲထည့်မယ်ပေါ့နော်ပြီးရင်ကတော့အမဲသားပြားလေးတွေကိုကုနာမှွေထားရဲ့ကြက်ဦးလေးထဲမှာဟိုဘက်ဒီဘက်တခြားလေးစိမ့်ပေးမယ်ပြီးတော့ရင်ဦးရဲကိုထည့်ပြီးတော့ကြော်ပေးပါမယ်နော် မီးကိုအေးအေးလေးပဲထားပေးပါနော်တကယ်လို့မီးပြင်းနေဆိုရင်အသားတွေမကြက်ခင်ကြက်ဝီကအရင်တူးသွားမှာဆိုလိုပါရှင်တမိနစ်2မိနစ်လောက်ရှိသွားပြီဆိုရင်တော့ဟိုဘက်ကိုလှန်လို့ရပါပြီနော်အဲ့လိုပဲနောက်ထပ်တမိနစ်2မိနစ်လောက်မှနောက်တစ်ဖက်ကိုလှန်ပေးလိုက်ပါနော်ဟိုဘက်ဒီဘက်လှန်ရင်းနဲ့ဖြည်းဖြည်းချင်းကြော်သွားပေးပါနော်ဟိုဘက်ဒီဘက်လှန်နေနေတဖြည်းဖြည်းနဲ့ရွှေညူအောင်တန်းလာပြီဆိုရင်ဒါစပြီးတော့ကြက်နေပြီပေါ့နော်ဘေးဘက်လေးတွေကိုပါကြက်သွားအောင်လို့နည်းနည်းလောက်ထောင်ပေးပါမယ် အားလုံးတေချာလေးချက်သွားဖို့9မိနစ်ကနေ10မိနစ်လောက်ထိတော့ကြောရပါတယ်ရှင်။ငါလုတ်ထားတဲ့အမောင်ကနည်းနည်းများတော့လေအိုးနှစ်ခုခွဲပြီးတော့ကြောနေရပါ။ဒါလေးကတော့ပထမတအိုးကချက်သွားပြီပေါ့နော်အဲ့တော့စကားလေးထဲမှာဖြန့်ပြီးတော့ဒီလိုမျိုးလေးဆဲထားပေးလိုက်ပါရရှင်။နောက်တစ်တုံးမကြော်ခင်လေးအိုးကိုပြန်ဆေးပြီးတော့မှဆီလေးထည့်ပြီးတော့ကျန်တဲ့ဒီမေသားပြားလေးတွေကိုဆက်ပြီးတော့ကြော်ပါနော်။ တတုတ်ကျော်ပြီးသွားရင်လေဒီအိုးထဲမှာစီရအညိုရောင် ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါလေးတွေကိုဆက်ပြီးတော့ကြောနေမယ်ဆိုရင် နောက်ထပ်ကြောနေတဲ့အသားလေးတွေကပါပိုပြီးတော့ညိုပြီးပိုမဲသွားနိုင်လို့ပါနော်အင်္ဂါလေးဒီအမဲသားပြားလေးကိုဝေချရတဲ့အချိန်လဲစားပါတယ်တကယ်လို့ဒေအိုးထဲမှာထည့်ပြီးတော့မကြော်ခြင်းဘူးဆိုရင် air fryer နဲ့လည်းကြော်လို့ရပါတယ်ရှင်သူကစီလဲမများပဲနဲ့ပေါ့နော်အရသာလေးကလည်းတော်တော်လေးကောင်းတာဆိုတော့လေအဲ့တော့ဆက်လက်လေးတစ်ခုခုလုံလိုက်တာဖြစ်ဖြစ်အသီးရွက်လေးတစ်ခုခုကြော်လိုက်တာဖြစ်ဖြစ်နဲ့ဒီအမဲသားပြားလေးနဲ့တမင်းလေးနဲ့နေနေစားရပေါ့နော် အခုဆိုရင်ကတော့ဒါအကုန်လုံးကြော်လုပ်ပြီးပါပြီဒီလိုမျိုးလေးအေးခံထားပါတယ်ကြော်ပြီးသားတဲ့အမဲသားပြားလေးတွေအပေါ်ကနေပြီးတော့လေဒီ deal ဆိုတဲ့ half တစ်ခုအမကစူပါမားကတ်ကနေဝယ်လာရေပေါ့နော်ပြီးတော့တော့ဒီအပေါ်ကနေပဲလူလေးလိုက်တင်ပေးလိုက်ပါတယ်ဒါလေးကလုံလဲရတယ်မလုံလဲရတယ်ပေါ့နော်ကေတာဆိုရင်ကတော့ဝမ်ကြာချောင်းလို့ခေါ်တဲ့မေသားပြားလေးကရပါပြီเนาะအရန်ဆောက်လို့ကောင်းပါတယ်။မှုလည်းအရန်မှုရယ်ကင်ချီဟင်းရိုးပါအောင်လဲဆိုရင်လည်းအရန်လိုက်တယ်ပေါ့เนาะ အင်္ဂါဒီလိုဘူးလေးနဲ့ထည့်ပြီးတော့နောက်ရက်တိစားဖို့လည်းတင်ထားမှာပါဒါဆိုရင်တို့နောက် video ကြမှာပြန်တွေ့ကြမယ်နော်